ပေါင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကကလင်းငယ်အပါဝင်ပြည်သူ၃ယောက်ကိုတပ်ဖြတ်ခဲ့ပြီးပြည်သူတချို့ကိုလည်းဖမ်းဆီးထားပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။မကွေးတိုင်းပေါင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးကလင်းငယ်တယောက်အပါဝင်ပြည်သူ၃ယောက်ကိုတပ်ဖြတ်ခဲ့လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့လောက်ကပေါင်းမြို့အခြေဆိုင်ကပါစာ24ကထွက်လာတဲ့စစ်ကောင်စီတပ်သားအင်အား200လောက်ပါတဲ့စစ်ကြောင်းက ကာပါဆာနဲ့အနီးဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။စစ်ကြောင်းဝင်တဲ့တခြားကျေးရွာကပြည်သူတို့ချို့ဖမ်းဆီးခံခဲ့ရပြီးစစ်ကြောင်းပြန်ထွက်သွားတဲ့အော်တိုဘားလ73ရက်နေ့မှာတပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း3လောင်းကိုတဲပင်ရွာမှာပြန်လည်တွေ့ရှိခဲ့တာပါ။တေဆုံးသူတွေဟာအသက်6နှစ်အရွယ်မတ်ရွှေစင်ထွေးအသက်53နှစ်အရွယ်ဦးသိမ်းဟန်အသက်55နှစ်အရွယ်ဦးစောထွန်းတို့ဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေထဲကပြည်သူ3ယောက်လည်းပျောက်ဆုံးနေသေးတယ်လို့ဒေသခံတွေကပြောပါဗျ။ မြေခံလေးအမှတွားရင်လာရင်လည်းနည်းမြေခံအဖွဲ့ကြီးတင်နဲ့အဲတွေ့ရတာပါဗျာဟုတ်အကြောင်းပြန်ဆုတ်တဲ့အဆုံးမှာအခင်ဖြစ်သွားတဲ့နေရာကိုရောက်ပြီးခါမှတွေ့ရပါဟုတ်အဲဒီအကြောင်းကတော့ဟိုရေယူဘလောင်းပတ်ချလည်းနဲ့အဲ့နာရေနသာအတဲပင်ကွင်းအဲ့ဒီရွာတွေကိုပဲလှစ်ပတ်ထိုးနေရဗျာကပ္ပစာဝန်ကြီးကိုပဲဇွန်လိုင်းရံစုနေလဲအလိုလိုဖြစ်ဖြစ်နေတော့ကြောင်းလေးအကြောင်းကလှုပ်ရှားမှုကြည့်ရချက်တော့ရှိတယ်။နာရွာတွေကတော့ရှောင်းနေရတာပေါ့နော်။ရှောင်းနေရတာရှိတယ်။အဲ့လိုမျိုးစိကံလာရှိတယ်။ပြီးခဲ့တဲ့ရပိုင်းကလည်းဘလောင်းရွာဆိုတဲ့ရွာလုံးဝန်စိကံရပေါ့။ပြီးပြန်လာတာရှိတယ်။ပန်းခေါ်သွားတာမျိုးတွေရှိတယ်ပေါ့။ စစ်ကြောင်းကြောင့်ကပ္ပစ24အနီးဝန်းကျင်ကဂျေးရွာဆက်ရွာလောက်ကလည်းတိတ်ရှောင်နေကြရတယ်လို့ဆိုပါရယ်။ပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့ရေနံထွက်ရှိရာဒေသတွေကိုစစ်ကောင်စီတပ်ကနေ့စဉ်လိုလိုစက်တက်လေကြီးလေရင်နဲ့ဘုံကျဲနေရာကြောင့်ဒေသခံတွေစိုးရိမ်နေကြရပြီးတောတောင်တွေထဲပုန်းချောင်နေကြရတယ်လို့လည်းဆိုပါရယ်။စစ်ကောင်စီကတော့ဗျာလေကြောင်းကနေတိုက်နေတယ်လို့မြေပြင်ကနေလည်းစစ်ကြောင်းထိုးတာတွေလုံနေတော့ပြည်သူတွေအတော်လေးဒုက္ခရောက်ကြရတယ်။ လေနဲ့ဘုံကျဲချတဲ့နေရာတွေဆိုရေနံဒီအများဆုံးထွက်တဲ့နေရာတွေကမှရွေးပြီးတော့ဘုံကျဲချတာဘာလို့အဲ့လိုကျဲတာလဲဆိုရင်မစားရတဲ့အမဲသားကိုတဲနဲ့ပတ်တလို့လုံနေတာသူတို့မစားရလို့ဖြတ်စည်းတာဗျပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေရင်သတင်းစစ်ရေးသတင်းတွေကိုအထူးဂရုပြုနေထိုင်ကြဖို့ပဲပြောချင်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ၁၂ရက်နေ့ကလည်းမြိုင်နယ်ပေါင်းမြို့နယ်အဆက်မှာရှိတဲ့ရေနံမော်အနီးကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်တည်းဟာရရှိခဲ့တယ်လို့ပြည်သူပိုင်နယ်အဆောက်အုံတချို့နဲ့ မော်တော်ယာဉ်တွေလည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ကျမသီရီပါ